အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေစာရည်သူမောင်ညူမိုင်းတန်နေရေးသားထားတဲ့မွေအလံပဲကြောက်ခဲဆိုတဲ့ဂမ်ဘီယာဇလန်ကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေရှင်။အချိန်က1942ခုနှစ်အင်္ဂလိပ်အပြေးဂျပန်ဖက်စစ်တို့မြန်မာပြည်သူဝင်လာစဖြစ်ပါတယ်။အင်္ဂလိပ်တို့ကစစ်ပေးကာနီမှာတော့မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် VOC ရင်းနှင်းချက်ဆဲယုံကြီးလဲမိဟုံဟုံတက်လာအောင်ပောက်ကွဲပျက်စီးနေတဲ့အချိန်ပဲဖြစ်ပါတယ်။ဂျပန်စစ်လေပြန်များကလည်းဘုံမှုများအပြင်းထန်ကြဲချရွာသွန်းနေချိန်မှတန်လင်းတမျိုးလုံးပြေးလွှားအိုခိငိုယူတဲ့များပြောင်းရွှေ့လူလာလှုပ်ရှားတဲ့များလူသေးကောင်းများစစ်ပြေးများစစ်ပုံးဆောင်သူများနဲ့ပြားပန်းခတ်နေပါတယ်။တလခန့်ကြတော့ဂျပန်အုပ်ချုပ်ရေးစနစ်စတင်ကမြို့ရွာငြိမ်းမှုပြပြရေးအတွက်လူဖမ်းပွဲများစတင်မာတော့တယ်။ ဂျပန်ကင်ဘီတိုင်ဟာအင်္ဂလိပ်အစိုးရလက်ထက်ကဌာနဆိုင်ရာအကြီးအကဲလှုပ်ခဲ့သူများအင်္ဂလိပ်အုပ်ချုပ်ရေးစွန်းစက်တမန်ပါဝင်ကူညီခဲ့သူများအင်္ဂလိပ်စစ်တပ်မှပါဝင်အမှုထမ်းခဲ့သူများကို အခါမလအကဲခါရှာဖွေနေတယ်မြန်မာလူထုကအစကနဦးမှာတော့ဂျပန်ကိုကယ်တင်ရှိဟုထင်ကြတော့လဲမျက်မြင်ကိုယ်တွေ့ကြုံရတဲ့အခါမှာတော့ဂျပန်ဖက်စစ်ဟာအလွန်ရန်စံရက်ဆက်ကြမ်းကြုတ်တဲ့စီအူဘလူးများပါလားဆိုတဲ့အတွေ့အာအကျွမ်းမဲ့ယုံကြည်ရပါတော့တယ် ရဟန်းသမားရဟန်းတန်ခါများတောင်မှဆုမခံရင်အောင် ဖြစ်ခဲ့ရတယ်။အဲ့ဒီအချိန်တုန်းကတော့နေချင်းညာချင်းစလို ဖုံတကူကြီးလာသူကတော့စိန်ကလာပဲဖြစ်ပါတယ်။စိန်ကလာကလူလိန်လူကောက်အရက်သမားလူရန်ကားတူဖြစ်တယ်။အချောင်များရမယ်ဆိုရင်တော့ဗနဖူးကိုတောင်တိုက်တူးမယ်သူဖြစ်ပါတယ်။ဒါပေမဲ့သူကလဲပါတယ်။နှက်တယ်ပါတယ်။အင်္ဂလိပ်အစိုးရအုပ်ချုပ်နေခြင်းကတော့မကောင်းမှုဒုစရိုက်များကိုကျူးလွန်ပြီးတော့အချုပ်တဲခဏခဏရောက်သူဖြစ်ပါတယ်။အင်္ဂလိပ်အပြည် မြို့ထဲမှာဂျပန်အုပ်ချုပ်ရေးစတင်ပြီးတော့ဂျပန်ကီဘရီတန်ယုံစောက်ဖွင့်တာနဲ့အရက်ဒပလင်ကျဲဥအလုံး20ဆက်ရှင်ကတကောင်အဲ့ဒါတွေကိုယူခဲ့ပြီးတော့ဂျပန်ကီဘရီတန်ယုံကတော့လက်ဆောင်ပို့ပြီးတော့မိတ်ဆက်လိုက်လေတယ်ဒီလိုမျိုးစားကောင်းတောက်ဖွဲ့မျိုး၃ချိန်ခန့်ပို့ပြီးတာနဲ့စိန်ကလာဟာဂျပန်ကီဘရီတန်အဖွဲ့ရဲ့လူယုံတော်ဖြစ်ခဲ့ကများမကြခင်မှာတော့ဂျပန်စကားများကိုဟိုလူဒီလူကတင်ယူပြီးတော့ဂျပန်စကားပြန်လူယုံတော်အတွင်းလူဘဝတို့ရောက်ရှိတာကောင်းစားခဲ့တော့တယ်သူဟာ ဂျပန်ကီမေနိုင်လူယူနော့စကပြန်ဖြစ်တဲ့အချိန်မှစပြီးတော့အင်္ဂလိပ်ခေတ်တုန်းကသူ့ကိုဒုက္ခပေးခဲ့ကြတဲ့ခွန်ရဲ့သားသမီးအပေါင်းကြီးငယ်တို့သူကပြန်လဲဒုက္ခပေးပါတော့တယ်။တချို့မျိုးပေါ်မှာမနေရင်ခရမ်းတုံးကအကြောက်တမ်းမဲ့မှာရှိတဲ့အစွန်ဖျားကြီးရွာလေးကိုပြေးသွားခုလုံကပုံအောင်နေကြရပါတယ်။ပြေးမလို့သူတချို့ကတော့စင်္ဂလာတတော်ဥတင်ချက်နဲ့အင်္ဂလိပ်စပိုင်းတစိ့အရိုက်ခံရကကီပီတိုင်အချုပ်စခန်းထဲမှာအစာငှရင်ကရဲရဲဆက်ဆက်အနစ်ဆက်ခံရပါတော့တယ်။ တချို့အသက်ပါဆုံးရှုံးခဲ့ကြရတယ်။တချို့ကတသက်လုံးလုံးမစားနိုင်တော့တဲ့ဒုက္ခိတဘဝကိုလုံးလုံးရောက်သွားခဲ့ရတယ်။ဆိုရရင်တော့အဲ့ဒီအချိန်ကဂျပန်ကိုလည်းဖိဖိတ်တုံအောင်ကြောက်ရ။ဂျပန်ထက်စကပြန်စင်ကလာကိုလည်းမော်မကြည့်ရအောင်ကြောက်ကြရပါတယ်။စင်ကလာကလူစီရင်လူလဲစစ်ရင်လဲအမြန်ပုတ်ပေးကြရတယ်။မလိုက်နိုင်တော့အင်္ဂလိပ်စပိုင်လုတ်ပစ်လိုက်တယ်။ဒီလိုမျိုးပထွေးများအရှိန်အဝါနဲ့အာနာပါဝါရှိလာတဲ့အတွက် အချွေရန်ကပ်ပါရက်ပါများလည်းပေါ်များလာပြီးတော့သူကသူတန်လီမြို့စာအလားထင်မှနေပါတယ်။အရက်တကားလက်ပြီးတော့မိုက်ကြီးခွဲတဲ့အနိုင်ကျင့်နေဂျပန်ကိုမိမရှာပေးတယ်။လူရက်တဲအရက်ရှာပေးတယ်။စင်ကလာမျက်ဆောင်အထိုးခံရသူကတည်ရင်တည်မတည်ရင်တော့အချိုးကဒုက္ခတာဘွားကိုရောက်ရစမင်းပါပဲ။စင်ကလာတို့ကမီးတမီးပြိုရှိတဲ့မိဘတွေကတော့တမီးပြိုတွေကိုပုံအောင်ကွယ်ဝေးနေခိုင်းရတယ်။အကြောင်းကတော့စင်ကလာနဲ့ဂျပန်ဖက်စစ်ဟာအပြိုရောအိုအိုရော ဘသူကမှချမ်းသာမပြေဘူးအဲ့ဒါကြောင့်ပဲဖြစ်ပါတယ်အဲ့လိုအထီးရတို့အနေနဲ့စိန်ကလာနှလုံးခွေမျက်စိကျနေသူတူရှိခဲ့မှုပါတယ်သူမကတော့အနည်းစကားစကားဗန်းများရက်လုတ်အသက်မွေးကြတဲ့ဥပိုစိန်တွန်လာမီတို့ရဲ့တမီခင်အင်းညူပဲဖြစ်ပါတယ်ခင်အင်းညူက18နှစ်ခန့်ရှိတယ်အသားဖြူတယ်ပြုံလိုက်ရင်တော့အလွန်ချစ်စရာကောင်းတယ်ကိုယ်လုံးကိုပေါက်ကလည်းဖွင့်ဖွင့်ထော်တာတင့်တင့်ကကမို့မြင်သူတိုင်းကငေးကြည့်ယူရတယ်။အင်္ဂလိပ်အုတ်ချုပ်စင်ဆိုရင အင်္ဂလိပ်စာတကာလသားများကမင်းစိတ်ဝင်စားကြရတဲ့မိမချောကလေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့စိတ်ကလာဟာခင်အင်းညိုဈေးသွားစဉ်ရီစာစကားလိုက်ရပြောခဲ့တယ်။အဲ့မှာခင်အင်းညိုကနေ့လိုအရက်သမားဖဲသမားမျိုးငါလုံးဝမစင်စားဘူး။အဲ့လိုမျိုးရစ်သေးစွာနဲ့ပြောခဲ့မှုပါတယ်။ဒါဖြင့်နေကမွေးအလံပဲပြတဲ့ကောင်မျိုးမှကြိုက်တယ်ပေါ့။ဘာပြောလဲ။ကြောက်ခဲလို့ကောင်ကိုသဘောကျတယ်ပေါ့လို့ပြောတာလေ။အေးဟုတ်တယ်။ နင့်ထက်တော့တန်မိုးရှိတယ်။ဖဲငါသွားတော့မယ်။အဲ့ဒီတော့ကသူ့ကိုခင်ဦးညူကထွေးထန်းလှုပ်သွားတယ်။ဒါဝမင်းကြတဲ့ဇော်ဖေးတို့နိုင်ဝင်းတို့မင်းကြည်လန်တို့ကဝိုင်းဟားခဲ့ကြတယ်။သူကဒီအဖြစ်ပြက်တွေကိုမနစ်တနည်းကလိုပဲမေ့လို့မရခဲ့ဘူး။နေရမွေးလန်ပဲကောင်းလို့တော့ကြိုက်တယ်ပေါ့လို့ပြောရတာကလည်းအကြောင်းရှိပါတယ်။တောက်ခဲဆိုတဲ့အကောင်ဟာမွေးလန်ပဲပြတ်တဲ့နေရမှာတော့အလွန်ကျန်းတဲ့ကောင်ဒီကောင်ကဘလို့ဘလို့မွေးများကိုနိုင်ခဲ့တယ်မသိ။အင်္ဂလိပ်ခီတစ်ချောင်းလုံးမှာ တောကျုံအောင်ကြားမကျန်တွေ့သည်မွေတွေကိုဖန်နေမွေလံပယ်ဆရာများထံမှရောင်းစားတယ်အဲ့မှာမွေဖွေးလဲပါတယ်မွေဟောက်ကြီးများလဲပါပါတယ်ငန်းကောင်များစပကြီးများလဲပါပါတယ်အားလုံးသော အစိတ်ရှိတဲ့မွေများပါအခြားလူနဲ့နွားများကိုကြိုက်ချင်းကြိုက်ကြမယ်ကြောက်ခဲကိုတော့လုံးဝမကြိုက်ဘူးဒီကောင်မွေပြီးတယ်လို့အချို့ကဆိုကြပါတယ်သူ့ဆရာကတော့မွေအလံပယ်ဆရာကြီးဥယင်သွေးဖြစ်ပါတယ်ဆရာကြီးဥယင်သွေးဟာမွေကြိုက်ရင်ကားထားကိုမှန်းပြီးတော့ ရင်နဲ့တတ်ချလိုက်တဲ့အခါမှာတော့မွေးစိတ်ပြန်ကြတယ်။အစိတ်ပြင်းတဲ့မွေးဟောက်များ၊ငန်းဆောင်များဒေါပွားရဲ့ပပင်းထောင်နေတာကိုရေမွေးလိုဖြစ်သွားအောင်လုပ်နိုင်တယ်။ကြောက်ခဲဟာသူ့ဆရာထံမှာဤပညာကောင်းများရပြီးတော့ရတကာနေတကာလက်ပြီးတော့မွေးအလံပဲပြဆားနေသူပဲဖြစ်ပါတယ်။ရုပ်ကလည်းကျော်အပြောကလည်းကောင်းတော့ငယ်ပေါင်းများဖြစ်တဲ့ခင်အင်းညူနဲ့ရင်ငန်သွားကြတယ်လို့ကြားရပါတယ်။စင်ကလာကဒီအကြောင်းကိုတီးပြအဲ့ဒီစကားကိုပြောလိုက်တဲ့အခါမှာတော့ ခင်အင်းညိုကအနာပေါ်ထုတ်ကြသလိုဖြစ်ပြီးတော့ဟုတ်တယ်ဟုတ်တယ်။သူကနစ်ထက်တော့တန်ဖိုးရှိတာဆိုတဲ့စကားကိုတော့နစ်နစ်တီးတီးပြောဆိုလိုက်တဲ့အခါကြောက်ခဲကိုစိန်ကလားကမနာလို့ဖြစ်ခဲ့တယ်လို့အလွန်မာနကြီးတဲ့ခင်အင်းညိုကလည်းအဲ့ဒီအချိန်တုန်းကတော့နေနေဥပေါ်ဟာလို့ကျင်းဝါခဲ့ပူပါတယ်။အခုစိန်ကလားခစ်ကိုရောက်ခဲ့ပါပြီ။ကြောက်ခဲနဲ့ခင်အင်းညိုနင်တို့ဘယ်ပြေးမလဲ။နင်တို့မာနကိုစိန်ကလားအစင်းဝါးဝါးပြမယ်။ကြည့်လေ။တနစ်မနဲ့ခင်အင်းညိုရဲ့မိဘများဟာ အိမ်မှာစကောစကာရရင်နှီးဝါများကိုတင်းနေစင်ပါပဲ။စင်ကလာနဲ့အရက်လူကြီးနှုတ်ဟာရောက်ချလာပါတော့တယ်။အော်မောင်စင်ကလာတို့ပါလား။ကြွပါကြွပါထမ်းကြပါအောင်။ဘာကိစ္စများပါလဲ။ခင်အင်းညူရဲ့မိဘများက ဖုတ်ဖတ်ခါကဖျားခင်း၍နေရာပေးလိုက်တော့လူကြီးနှုတ်ဟာချင်းရင်ပက်မှာထိုင်ပြီးတော့စင်ကလာကခေါင်းရင်ပက်မှာခိတ်မမိတ်ထိုင်လိုက်တယ်။ထိုင်ရင်ကနေအိမ်အတွင်းကကိုမျက်စိလက်လိုက်ပြီးတော့ခင်းညူတယောက်ရောဗျ။ မင်းနမထမင်းချက်နေတကွယ်ဟဲ့သမီးခင်အင်းညိုရှင်းအမေဒီမှာမောင်စင်ကလာတို့ရောက်နေတယ်ဟဲ့ထွက်ခက်လိုက်ပါအောင်မိခင်လောက်သူကအတန်ပြုတ်ဒီတိုင်းစင်ကလာဆိုတဲ့အတန်ကိုကြားရတဲ့အချိန်မှစပြီးတော့ခင်အင်းညိုကအင်းရှိကိုလုံးဝမထွက်ခဲ့ဘူးဟွန်းးဒီလိုဒီလိုဒေါ်လာမရဲ့ဟောဒီမောင်စင်ကလာခမရတို့သမီးခင်အင်းညိုကိုချစ်မြတ်နို့လို့ရုပ်တို့လူကြီးတွေနဲ့နားဖောက်ပေးပါဆိုတာနဲ့အဲ့ဒါရှင် ကျမသမီးနဲ့သူသူဟိုကျုပ်နဲ့ခမရသမီးမတန်လို့လားစိန်ကလာကကြားဟင်းတယ်လို့ချက်ချင်းဟိမ့်လိုက်ပါတယ်။အိုးဒီဒီလိုတော့မဟုတ်ပါဘူးကွယ်။ဟိုလေလူငယ်ချင်းလက်ခံကြရင်နစ်သက်ကြရင်အိုးဗျာမလမီကလည်းမောင်စိန်ကလာကဂျပန်အုပ်ချုပ်ရေးမှာအရေးပါအရာရောက်နေတဲ့လူပါဗျ။ပြီးတော့ယာရုထန္တရနဲ့လူငယ်ချင်းမသိမြတဲ့တိုင် ဒီလိုခေတ်ကာလမှာမိဘများကသဘောတူရင်ပြီးတာပဲဥစ္စာမဟုတ်ဘူးလားကိုဘိုးစိန်ဒီလိုရှိတယ်ဥပအောင်လူငယ်ချင်းလက်ခံသဘောတူရင်ကျွန်တော်တို့ညင်းစရာမရှိပါဘူးတမီလက်မခံရင်တော့ဗျာအိုးဗျာတော်တိတ်ဒီမှာဥဘိုးစိန်ခမားတမီခင်အင်းညိုကိုကြက်မြတ်နိုးတယ်ကြက်အလကားလို့မဟုတ်ဘူးဂုံနဲ့တနဲ့ရာထူးနဲ့အာနာနဲ့ဗျအခုလူကြီးဆောင်ရနဲ့လာတောင်းရင်စစ်စက်တာပဲလက်ခံမဲမခံဘူးတိတိကျကျကြက်သိချင်းတယ်ကြက်အလိုကိုစန့်ကျင်ရင်တော့ဟွန်း စိန်ကလာအကြောင်းခမားတို့သိပါတယ်။ကဲပြန်ကြစို့။စိန်ကလာကဒေါ်ဘဘနဲ့ရှစ်မဆင်းချသွားတယ်။လူကြီးနှုတ်လဲဥပိုလ်စိန်တို့လင်မယားကိုကြည်လူကြပါကွာ။တော်ကြဒုက္ခရောက်ကုန်အောင်မဲလို့ဒီတို့ပြောရင်းနဲ့အိမ်ပေါ်မှဆင်းသွားကြတော့တယ်။သူတို့အားလုံးပြန်သွားကြတဲ့အခါမှာတော့အတွင်းထီရနာကပ်၍ချောင်းနှားထောင်နေတဲ့ခင်အင်းညိုဟာပြေးထွက်လာပြီးတော့မိခင်နဲ့ဖခင်ကိုဖဲ့ကငိုချလိုက်တော့တယ်။မငိုနဲ့သမီးဒီလိုအမျိုးယုတ်တစ္ဆာပေါင်းလူယုတ်မှာ ဂျပန်ကျွန်းနဲ့ငါသမီးကိုမပေးစားနိုင်ဘူးအသက်သေးချင်းသေးပါစေ။နှက်ပြန်တို့အလုံးရောဂါပြည်စုံ။ဒါပေမဲ့နောက်ကျသွားခဲ့ကြပါပြီ။စိန်ကလားကလည်းပါတယ်။ပိုနဲ့တယ်။ခင်အင်းညိုတို့အိမ်ဝင်းချင်းမှာ သူ့တပည့်များကိုကင်းဆောင်လူကြည့်ချထားခဲ့တယ်။အဲ့ဒီမိနစ်ကခင်အင်းညိုတို့မိသားစုသုံးယောက်ဟာအထုပ်ပိုးများပိုက်ပြီးတော့ထွက်လိုက်တာနဲ့စိန်ကလားတပည့်များကလက်ဦးမှုရယူကဥပ္ပိုလ်စိန်တို့ကိုထိန်းလိုက်တယ်။ မကြာခင်စင်္ဂလာနဲ့ဂျပန်ကင်မေတိုင်းစီဖို့ရောက်ရှိလာပြီးတော့ဥပိုလ်စိန်အားအင်္ဂလိပ်စပိုင်ဟု တစိမ့်ရိုက်ကဖမ်းလိုက်ကြတယ်။ခင်အင်းညူရဲ့အလာကိုတွေ့သွားတဲ့ဂျပန်ကင်မေတိုင်းစီဖို့ဟာခင်အင်းညူရဲ့တကူလုံးကိုစားမတကြည့်ပြီးတဲ့နောက်မှာတော့လက်ညှိုးထိုးပြကသူမကိုပါအခုချက်ချင်းခေါ်ခဲ့ရင်အမိတ်ပေးလိုက်တယ်။ဂျပန်စစ်သားများကဒေါ်လာမျိုးပြန်လွတ်ပေးလိုက်ပြီးတော့ခင်အင်းညူတို့တာဖာကိုအတမခေါ်ဆောင်ကြလေတော့တယ်။ခင်အင်းညူကအော်ခိယုံကန်နေတယ်။ ရုန်းကန်ရင်ကိုကြီးနဲ့ဂျပန်စစ်သားများနောက်သို့တာအဖအနူပါသွားခဲ့ပါတော့တယ်။ဒူဒူပြောရမယ်ဆိုရင်တော့ဂျပန်ကီပေတိုင်အချုပ်ခန်းမှာဥပုစိန်တယောက်စင်ကလာရဲ့ချွန်တွမှုနဲ့အင်္ဂလိပ်စပန်ဟုဆွဆွဲခံရပြီးတော့ဂျပန်ကီပေတိုင် လက်ချက်နဲ့ပဲတေပွဲဝင်ခဲ့ရပါတော့တယ်။ခီအင်းညူတယောက်လည်းဂျပန်ဖက်စစ်ကင်ပေတိုင်စစ်ဘူအီတိုရဲ့ရုပ်မာပက်ဆက်အတ္တမပြုခြင်းကိုခံလိုက်ရပြီးတော့ဘဝပြက်ခဲ့ရတယ်။ဒါနဲ့အားမရသည် ်စိန်ကလားဆိုတဲ့လူရုပ်မှတစ္ဆာဖောက်ကလည်းတခင့်ပွဲတော်ကြကိုတဝစားတော့လက်မထောင်ခဲ့တယ်။နောက်နေ့ညနေသူရောက်တဲ့အခါခင်အင်းညူတို့ရဲ့အိမ်မှာခင်အင်းညူအမေရဲ့ငိုကြီးချက်မှအဟစ်တန်ကိုအင်းကြီးနာချင်းများကကြားကြလို့ဝိုင်းအောင်ပြေးလာခဲ့ကြတယ်။မြင်ရတဲ့မင်းကွင်းကတော့အားလုံးကိုရင်ဆုနစ်စရာ ဖြစ်ခဲ့ရတယ်။မင်းကွင်းကတော့ခင်အင်းညူတယောက်အိယာထက်မှအစိတ်တောက်ပြီးတော့ကုကုကုအဆုံးစင်လိုက်တဲ့မင်းကွင်းဒေါ်လာမေဟာ လင်တင်တမီးဆုံ၍မဗရာမီလူဖြစ်နေတယ်။ငိုရင်းကနေတတိလစ်သွားတာကြောင့်အသက်ကြီးအမျိုးသမီးများကအချိန်အတန်ကြာကြာနဲ့နာနပြုစုခဲ့ရတယ်။အိမ်နေချင်းချင်းယောက်ျားကြီးငယ်တို့ကနင်းနေဥပေါ်စင်ကလာတို့ရာမင်းတို့မိုးကောင်းတို့စိတ်ကြိုက်ရွာနေဟဲ့ဟုတောက်တစ်ခတ်ကအန်ချက်ရင်နဲ့ဂျုံဝါဒေါသထွက်နေကြတယ်။တားဖာနှူးကိုတကြိုးတဲ့နေ့ကခီအင်းညူရဲ့ချစ်သူကြောက်ခဲဟာမမျော်လင့်မဲရောက်လာခဲ့တယ်။ ချစ်သူရဲ့ဆိုးဝါးလာတဲ့တည်င်းကိုကြားသိလိုက်ရတဲ့အခါမှာတော့ယောက်ျားတံမဲ့မျက်ရည်များပါးပြင်ပေါ်မှာစီးကျလာခဲ့ပြီးတော့တောက်တခတ်ကဖြစ်နေတယ်။လူကြီးများကစိတ်ထိတ်မှုတတိပေးကြတယ်။အလောင်းကိုမြေဖွတ်ပြီးတဲ့အခါမှာတော့အတုပါလိုက်ပါပိုးဆောင်သူများပြန်ထွက်သွားကြတော့တယ်။ကြောက်ခဲကချစ်သူမျိုးပုံအနီးကမပြောင်းနိုင်သေးပဲမျိုးပုံအနားမှာပဲထိုင်ပြီးတော့ငေးနေမိတယ်။အချိန်အတန်ကြာတဲ့အထိ သူနဲ့ခင်အင်းညူတွေရဲ့အသက်တမျှချစ်ကြရတဲ့ငယ်ကြီးစားဘဝများကို ပြန်ပြီးတော့စဉ်းစားပြီးတော့ချစ်သူပါမမခွာနိုင်ခဲ့ဘူးမိမိငွေချင်းများစုဆောင်းရှာဖွေပြီးတော့ချစ်သူရှိရာကိုအခုပြန်လာခဲ့တယ်မျိုးကထွက်ကလေးကချစ်သူကိုဂတိပေးပြီးသားငွေစုမယ်ရရင်တင်တောင်းတင့်နယ်လက်ထပ်ယူမယ်အခုတော့အလာကောင်းပေမဲ့အခါကနောင်ခဲ့ပြီသူမျက်ရည်တွေကိုလက်ခုံနဲ့တုပ်ရင်မိဘမမကြီးအချို့ကိုလက်ငါးချောင်းနဲ့ဖြင်းကြီးဆုပ်ယူလိုက်တယ် သူချစ်သူဟာဖက်စစ်နယ်ချက်နဲ့အမျိုးသားတစ္ဆာပေါင်းလောက်ကောင်လက်ချက်ကြောင့်ဘဝအရှက်အသက်ဆုံးခဲ့ရပြီ။သူတုံရင်နဲ့အတန်နဲ့တစ္ဆာစကားဆိုလိုက်တယ်။ခင်အင်းညိုနေဘဝနေဖေးရဲ့ဘဝငါတို့အားလုံးရဲ့ဘဝကိုဖျက်ဆီးသွားခဲ့တဲ့လူရုပ်မာတွေကိုတော့နေတို့လိုပဲအသေးဆုံးနဲ့သိစေရမယ်။အားလုံးအတွက်ငါကလစ်စားချေပါမယ်။ခင်အင်းညိုငါကတိပြုတစ္ဆာဆုခဲ့မယ်။ အားလုံးအတွက်လက်စားချင်မယ်စိတ်ချခင်အင်းညူတို့တာဖာတကြိုပြီးတဲ့အချိန်မှစလို့ပျောက်သွားခဲ့တဲ့ကြောက်ခဲဟာတပတ်ခန့်အကြာမှာတော့အရှင်းနှစ်ပေးအကျယ်ရှိလက်မှခန့်ရှိတဲ့ဂျိုးတက်တစ်တာတစ်တာတစ်လုံးနဲ့ဒီမြို့ကလေးကိုပြန်ရောက်လာခဲ့တယ်ကြောက်ခဲပြန်ရောက်တဲ့အတန်ကိုကြတော့မုံသူကိုကျူးမင်းခုတ်ကျူးငုတ်မကြံအပြာရှင်လိုတဲ့စင်ကလာဟာဂျပန်စစ်သားအချို့ကိုခေါ်ပြီးတော့ကြောက်ခဲကိုပိုက်စိတ်တိုက်၍လိုက်ရှာတော့တယ်ကြောက်ခဲကလည်း စိန်ကလားလိုလူယုံမှာအကျံပက်ဆက်စကောလောက်မှာစောင်းမနဲ့တဲ့အကောင်းရဲ့အကြောင်းကို သိသိမှုရုပ်ဖြတ်ပြီးတော့ရှောင်ပုံးနေလိုက်တယ်။ကြောက်ခဲကလည်းရုပ်အမျိုးမျိုးဖြတ်ပြီးတော့စိန်ကလားတို့ရဲ့သွာလာလှူရှားနေထိုင်မှုများကိုတိတ်တဆိတ်နဲ့လေ့လာနေလိုက်တယ်။အများအားဖြင့်ညဘက်လူကြီးတိတ်မှပဲတွေ့လူသူများကိုတွေ့လေရှိပါတယ်။တနေ့တော့အခါမှာတော့ကြောက်ခဲဟာဂျပန်ကီမီတိုင်စခန်းမှာအဝိရှော်တဲ့ဒေါ်မင်းကလေးဆိုတဲ့အတော်ကြီးကိုပေါင်းပြီးတော့ဂျပန်ကီမီတိုင်စစ်ဖို့အီတိုနေ့စဉ်အသုံးပြုတဲ့ လက်ကင်ပဝါတစ်ထည်ကိုရရှိလာခဲ့တယ်။အဲ့ဒီအတွက်ဒေါ်မင်းကလေးကိုဂျပန်ငွေစက်ကူတစ်ထပ်ကြီးချင်းမြစ်ခဲ့တယ်။ဒေါ်မင်းကလေးကအံ့ဩဝမ်းသာရေးမဆုံးနိုင်ခဲ့။ဒီမှာဒေါ်မင်းကလေးခမည်းတီတဲ့ပတ်စံများများမလို့ချင်ဘူးလားဗျာ။ဒီလိုလွယ်လဲလွယ်မယ်အန်ဒီယလည်းမရှိနိုင်ဘူးဆိုရင်လိုချင်တာပေါ့ကြောက်ခဲရဲ့။ဒါဆိုရင်ဒီလိုလုပ်ပေးဗျာ။ကျုပ်ဂျပန်စကားပြန်စင်ကာပူဝတ်တဲ့အင်ဂျီအကောင့်တစ်ထည်လိုချင်နေဗျ။စုပ်ရင်လည်းရတယ်။မလျှော်ရသေးရနော်။ ဘာလုပ်ဖို့ရဲ့ဒါကကျုပ်ကိစ္စပါဗျာအဲ့ဒါကိုရအောင်လုပ်ပေးနိုင်ကျုပ်တော်မင်းကလေးကိုအခုပေးတာရဲ့နဆပေးမယ်ဗျဘယ်နဲ့လဲအတော်စူးစမ်းကြည့်မယ်ကွယ်နော်ဒီလိုနဲ့နောက်နေရမြောက်တဲ့နေ့မှာတော့ဒေါ်မင်းကလေးကစင်္ဂလာအင်ဂျီများရှော့ဖွင့်ပေးမှစင်္ဂလာဝိနေကြအင်ဂျီဟောင်းတစ်ထည်ကိုထုတ်ပြီးတော့ယူလာပေးခဲ့တော့တယ်ကြောက်ခဲဝမ်းသာလို့ရသူ့ရဲ့ဂတိအတိုင်းဂျပန်ငွေစက်ကူများကိုနိမ့်နိမ့်ပူပူပေးပစ်လိုက်တယ် ဒေါ်မင်းကလေးဟာဝင်ဆက်ကူများကိုအဝိနဲ့ထုတ်ပြီးတော့ဝမ်းတာအားရပြန်သွားခဲ့တော့တယ်။ညအမောင်ကနိုင်လို့မင်းထက်ကြီးစိုးစားညအချိန်က10နာရီခန့်ရှိပြီးစိန်ကလာဟာစာကီရောချက်အရရောမူပြီးတော့အပေါင်းတင်းများနဲ့ပြန်လာနေတယ်။ပစားကလည်းစီးမကြဝါမကြဟစ်အော်ဆူလာတယ်။သူ့ပေါင်းဖော်တွေကသူ့ကိုမရင်ငယ်အိမ်ချင်ပေါ့ဝရောက်တဲ့အချိန်လိုက်ပို့ကြပြီးတော့တရင်တရင်နဲ့ပြန်သွားကြတယ်။စိန်ကလာဟာမူမူနဲ့ခြံဝမှာ မယင်ငယ်လောက်သူကိုအော်ခေါ်နေရင်မကြခင်မှာတော့မယင်ငယ်လောက်သူကထွက်လာပြီးတွဲယူကအိမ်ပေါ်ကိုတက်လိုက်ကြတယ်။အိမ်ပေါ်ရောက်တာနဲ့မယင်ငယ်လောက်သူကိုပွတ်ဖက်နှမ်းရှုပ်ပြီးတော့ကဒင်းပေါ်ကိုတွန်းလှဲချလိုက်တော့တယ်။မယင်ငယ်ကမိအိမ်ကိုငြိမ်ရန်ပြောသည့်အားခေါင်းရမ်းလိုက်ပြီးတော့တနာယာကအစိတ်တက်စွာနဲ့လွန်းလို့ပွတ်ဖက်စုပ်ချေနှမ်းရှုပ်ကအချစ်နှစ်ပါးသွားကြတော့တယ်။ယာကမီလီယံအော်ပရာကိုစိတ်ကြိုက်ကပီးရဲ့နောက်မှာတော့ချွေးတန်တရွှဲရွှဲနဲ့ လူဦးစလုံးဟာအိတ်မောကြပြီးသွားခဲ့လေအဲ့အချိန်မှာပဲခြံတော့မောင်ရိပ်မှာတော့ခြင်ကြိုက်ခံပြီးဇွဲနဘဲကြီးစွာစောင့်မျှော်ငဲ့လင့်နေတဲ့လူတယောက်အခြားသူတော့မဟုတ်ဝေအလံပဲကြောက်ခဲအိမ်ခံထဲမှာဟောက်တံများကြားရတဲ့အခါကြောက်ခဲဟာပါလာတဲ့တစ်သားတစ်တာကိုအသာဖွင့်ပြီးတော့အထဲမှာပစ္စည်းတစ်ခုကိုလက်နှစ်ဖက်နဲ့ထုတ်ယူလိုက်တယ်ထုတ်ယူလိုက်တဲ့ပစ္စည်းကလက်မောင်းလုံးခန့်ရှိတဲ့မွေးဟောက်ကြီးတစ်ကောင်မွေးဟောက်ကြီးကအပြင်ကိုရောက်တာနဲ့ ဗပင်းကိုထောင်ကတခိအမိတ်ပေးရဘူးငန်းလိနေတဲ့အလားအသင့်ရှိနေတယ်။ကြောက်ခဲကလွဲ့အိတ်ထဲကအင်ဂျီတဲကိုမွေဟောက်ကြီးရဲ့နှာခေါင်းရှိအနံ့ပေးလိုက်တယ်။မွေကြီးဟာချွေးနဲ့နန်းနေတဲ့အင်ဂျီကိုတုံးချင်တုံးကနန်းရှုံလိုက်တယ်။အဲ့ဒီနောက်မှာတော့ကြောက်ခဲကအင်ဂျီမှာအဆအနှဲငယ်ကိုကြည့်၍ဆုပ်ဖြဲလိုက်ပြီးတော့မွေဟောက်ကြီးရဲ့လက်ဘေးမှာချီနှောက်ပေးလိုက်ကအိမ်မောကျနေတဲ့ဂျပန်စကားပြန်စင်္ဂလာအိယာရှိယာကိုလမ်းညွှန်ပေးပြီးတော့ဒီလိုစကားပြောလိုက်ပြီး ကြောတက်လွတ်လိုက်တယ်။တခင်စကားကိုနားလည်တဲ့မွေဟောက်ကြီးဟာလူကလွန်ကနဲ့စင်ကလာရဲ့အိယာဘုံကိုရောက်ကစင်ကလာအနှံ့ကိုခိုင်းနဲ့စင်ကလာရဲ့အခန်းကိုဝင်သွားခဲ့တယ်။မနေ့မိုးလင်းတဲ့အခါမှာတော့စင်ကလာရဲ့မယင်ငယ်စင်ကြီးကသူ့လင်ကိုပုတ်တက်ပြီးတော့နိုးကြည့်တယ်။အကြင်ကြင်လှုပ်လို့ရမနိုးနိုင်တဲ့အခါမှာတော့ဆောင်းကိုဆွဲချလိုက်ပြီးတော့မျက်နှာကိုအသေးချကြည့်လိုက်ပါတယ်။သူမဟာစင်ကလာရဲ့ပါးစပ်နှာခေါင်းနဲ့နားပေါက်များအနီး သွေးစည်သွေးမဲတွေကိုရုပ်စည်းမြင်လိုက်ရတဲ့အခါမှာတော့ပါဇက်ဟရဲ့သွားခဲ့တယ်။စင်ကလာရဲ့တကူလုံးဟာမဲညိုနေပြီးတော့မျက်နာကလည်းဝေဒနာတစ်ခုကိုမချိမဆန့်ခံစားပြီးတော့ငြိမ်သက်နေတယ်။ဒါအပြင်ခန္ဓာကိုယ်ကအေးဆက်တောင့်တင်းနေတယ်။သူမှလန့်អော်ပြီးတော့စူးစူးဝါးအတန်နဲ့အိနီနာချင်းမျိုးကိုအလန့်တကြားអော်ခုတ်အကူကြီးတောင်းလိုက်တယ်။အိနီနာချင်းတွေကအိမ်မော်ကိုရောက်လာကြပြီးတဲ့နောက်မှာတော့စင်ကလာဟာတေဆုံးနေပြီဖြစ်ကြောင်းကိုသိလိုက်ရတဲ့အခါ သူမဟာကြီးစွာထိတ်လန့်ခန်းစားခဲ့ရတယ်။မကြခင်မှာတော့စိန်ကလားရဲ့တငယ်ချင်းတွေနဲ့သူတို့ဆရာဂျပန်ကီပတိုင်းစစ်ဘိုအီတိုတို့ရောက်ရှိလာခဲ့ကြတော့တယ်။အားလုံးဟာကတိပေါ်မှာစိန်ကလားအလန်းကိုဝိုင်းဝန်းပြီးတော့စစ်ဆေးကြည့်ရှုကြတယ်။နောက်ဆုံးအဖြေကတော့စိန်ကလားဟာအစိတ်ရှိတဲ့တတ္တဝါတစ်ကောင်ကိုက်ပြီးတော့တည်ဆုံရတယ်လို့အတိတ်ပဲဖွင့်ဆိုကြတော့တယ်။အဲ့မှာသူတို့အားလုံးဟာစိန်ကလားကလေးချင်းကပစ္စည်းတစ်ခုကိုတွေ့လိုက်ကြတယ်။တခြားတော့မဟုတ်ပါဘူး။ လက်နှလုံးခန့်ရှိတဲ့စိန်ကလားရဲ့အင်ဂျီစုပ်အစတစားဝါလုံးပုံချီနှောင်လျက်နက်ပြံမနဲ့ဆိုရင်တော့စိန်ကလားအတူဝါချတော့မင်းမသားအိမ်ကသူ့တငယ်ချင်းတစုဖဲရနေသည်မှလို့ရအချားဘာမှမရှိဂျပန်ကင်ပတိုင်ယုံဟာမီးရောင်အောင်မှာလူဝင်လူထွက်နေချင်းစွာနဲ့ရှိနေတယ်ဂျပန်ကင်ပတိုင်ဘူအီတူဟာမျိုးချစ်တော်လေးသမားတူအားရိုက်နဲ့စစ်ဆေးပြီးတဲ့နောက်မှာတော့မောမောနဲ့ပက်လက်ကလေးထိုင်မှာထမ်းချလိုက်တော့တယ်ပြီးတော့ အရက်ပလင်းကိုငှက်၍အရက်တစ်ခွက်ကိုတောက်လိုက်တယ်။ထွက်လာတဲ့နဖူးမချူများကိုလက်ညိုးနဲ့တပ်ပစ်လိုက်ပြီးတော့တတွေးတစ်ချက်ကိုထွေလိုက်ကနောက်တစ်ခွက်တောက်လိုက်ပြန်တယ်။သုံးခွက်မြောက်မှာတော့သူမူးရီရေဝေလာခဲ့တယ်။ဒီလိုနဲ့ပက်လက်ကလေးထိုင်မှာဆင့်လိုက်ရင်အင်္ဂလိပ်သရှူများအကြောင်းနဲ့မြမမျိုးချစ်တွန်လင်းရီသမားများအကြောင်းကိုစဉ်းစားနေလိုက်တော့တယ်။အချိန်ဘလောက်ကြာအောင်မဲစဉ်းစားကန်းဝင်နေလဲမသိ။တရှူရှူတဖူဖူနဲ့ ကျေလောင်တဲ့နာမုတ်တန်းကြောင့်အလက်နှကြားမူးရနေတဲ့မျက်လုံးကဖွင့်ကြည့်လိုက်တဲ့အခါဤတို့အမှုပြောက်ခြင်းတလို့ဖြစ်ပြီးတော့မျက်စိရှိမှအရာကို မျက်တော်မခပဲစက်ကြည့်နေမိရဲ့။သူမြင်လိုက်ရတဲ့အရာကမပြင်းထောင်ရင်နေရတဲ့မျက်လုံးနှလုံးနဲ့သူ့ကိုစမတဝမတစက်ကြည့်ညွယူနေတဲ့မွေမဲမဲကြီးတကောင်ပဲ။မွေကြီးကထမင်းစားပကံခန့်ရှိတဲ့ပပင်းကိုခွက်ပြီးတော့သူ့ရှိမှရိမ့်ကတ်တလို့လှောက်ရှား၍တရှူးရှူးနဲ့မန်ဖင်းနေတယ်။ သူကြောက်လန့်အံ့ဩစွာနဲ့ချွေးသီးများစွပြန်တက်ကစက်သည်တည်သလိုဖြစ်ခဲ့တယ်။အဲ့လိုကြည့်နေရင်းနဲ့မမျော်လင့်ပဲမွေကြီးရဲ့လက်ဘေးမှာချီနှောင်ထားတဲ့ပစ္စည်းတစ်ခုကိုမီးရောင်နဲ့လမ်းပြီးတော့တတိပြုကြည့်မိလိုက်တယ်။အလိုအဲ့ပစ္စည်းကအချားမဟုတ်ပါလား။ပြီးခဲ့တဲ့အပကပျောက်သွားခဲ့တဲ့သူ့ရဲ့လက်ကင်ပေါ်ပါလား။တောင်စိုးမှချီအဝါနဲ့ထိုးထားတဲ့သူ့နမည်ဂျပန်စာကိုတွေ့ရတယ်။အံ့ဩစရာကောင်းတာကဒီလက်ကင်ပေါ်ဟာ ဘက်နဲ့လှုပ်ပြီးတော့မွေကြီးရဲ့လက်ဘေးမှာလာပတ်ချီနှောင်နေပါလေ။အဲ့အချိန်မှာပဲမွေကြီးကတဖြည်းဖြည်းနဲ့ရှေ့ကိုလှုပ်လှုပ်ကနဲ့သူ့ချီရင်မှာရက်လိုက်တော့မှာပဲ။သူ့အတိတွေပြောင်းဝင်လာပြီးတော့တကားကြမှာပစ္စတိုတနက်ကိုဆွဲထုတ်လိုက်တယ်။အဲ့အချိန်မှာပဲမွေကြီးဟာသူ့ရဲ့ချစ်ပမိုးခွကြကိုအစွဲနဲ့ပေါက်ချလိုက်တော့တယ်။ဤတူရဲ့မျက်လုံးထဲမှာတော့မိုးကြိုးဆယ်ဆင်းပြစ်လိုက်တယ်လို့ခံစားလိုက်ရပြီ။ချက်ချင်းပဲမွေအစိတ်တွေဟာကိုအထက်ပိုင်းကိုပြန့်နှံ့လာကား ကလထိုင်ပေါ်မှာအော်ခိနဲ့ပြုတ်ကျသွားတော့တယ်။ငွေကြီးဟာဂျပန်စစ်ဗိုလ်အီတူကိုပတ်သက်ပြီးတဲ့နောက်မောင်ရည်ထဲကိုလစ်ခနဲ့ပြန်ပြေးသွားတော့တယ်။အချုပ်ခန်းမှာစစ်ဆေးနေကြတဲ့ဂျပန်စစ်ပလိများဟာသူတို့အကြီးကဲရဲ့အလန့်တကြားအော်ခိလက်တန်ကိုကြားရတော့ရရလက်နဲ့များကိုကန်ဆွဲပြီးတော့အပြေးအလွှာရောက်လာကြတော့တယ်။သူတို့ရောက်ရှိတဲ့အချိန်မှာပဲဂျပန်ကီဘေးတိုင်းဘူဟာပစတ်မသွေးများအမြုပ်များအန်ကအတန်အကြာအကျိုးဆွေးရင်းနဲ့အသက်ထွက်သွားခဲ့တော့တယ်။ကြောက်ခဲဟာ မောင်ရိပ်ထဲမှနေ၍သူထံပြန်လာတဲ့အချစ်တော်မွေဟောက်ကြီးရဲ့ကောင်းကိုသုံးချိန်ပွတ်တက်ပြီးရနောက်တစ်တာတစ်တာကိုပခုံးမှလိုရင်းနဲ့မောင်ရိပ်ကနေပြန်ထွက်လာခဲ့တော့တယ်။အဲ့ဒီအချိန်မှာပဲဂျပန်စစ်သားများဟာသူတို့အကြီးကဲရဲ့အလောင်းချီမှတွေ့လိုက်ရတဲ့ထူးဆန်းစွာ တုတ်ချီပြီးတော့ဂွင်းတရံကြံခဲ့တဲ့သူတို့စစ်ဘိုလ်ရဲ့လက်ကင်ပွားကိုကောက်ယူကြည့်ကဂျပန်လူစုညံစွာနဲ့ဝေဖန်ပြောဆိုကြံရင်ခဲ့ကြလေတယ်။တခုတော့တုတ်တံမှာတော့ဂျပန်ကီမီတိုင်းစစ်ဘိုလ်အီတိုရဲ့အတူပါကို စစ်အခမ်းအနားနဲ့အလေးပြုတနက်မြောက်တနက်ဖောက်ကဂုံပြုတ်ကြိုနေတဲ့အချိန်ညောင်သုံးမိန်တုတ်တင်တင်းချိုင်မှခီအင်းညူရဲ့မြေပုံအနီးမှာတော့လူတယောက်ဟာမြေကြီးကျစ်စာကဲတချို့ကိုညာလက်နဲ့ခြေမွတ်ဆုပ်ကန်ကဂျေနပ်ပီတီများနဲ့ရေရွတ်ပြောဆိုနေတယ်။သူကတော့ကွယ်လွန်သူခီအင်းညူရဲ့ချစ်သူမွေအလံပဲတမားလေးကြောက်ခဲခီအင်းညူရဲ့နင်တို့သားဖဘဝတို့မြမအမျိုးသားများရဲ့ဘဝကိုခြေမွတ်ဖျက်ဆီးခဲ့တဲ့လူရုပ်မာနကောင်ကိုတော့ငါရဲ့ဂတိအတိုင်း ငါနင်တို့ကူစားကလစ်စားချေခဲ့ပြီတန်းခတ်လိုက်ပြီခင်းညိုငါဒီနေ့ကစပြီလွတ်လပ်ရေးအတွက်လှုပ်ရှားရှိနေလို့သွားတော့မယ်ငါ့ကိုခွင့်ပြုပါခင်းညိုရဲ့တို့မြန်မာနိုင်ငံလွတ်လပ်ရေးရပေးတဲ့နေ့ကျရင်မင်းတို့အားလုံးကိုငါအမျှဝေပေးပါမယ်အဲ့ကြမှာအာရပါရတာရုခေါ်ကြပါတော့အဲ့နောက်သူကမြေပေါ်မှာအတန်းကြာမျက်နှာအပ်ပြီးတော့ငိုကြွေးခဲ့ပြီးငိုရိပ်ဝတဲ့အခါမှာတော့မွေးထက်ထားတဲ့တစ်သားတစ်တာကိုပခုံးမှလွှဲ၍ ဟိုးအဝေးကိုတလန်းချင်းထွက်ခွာသွားပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းအကြောင်းအရာကတော့ဒီလောက်ပါပဲရှင်။နောက်ဆီစဉ်ဒီမှာလည်းကျွန်တော်တို့ရဲ့ channel ကနေဘလို့စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်တောင်းဆိုရရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။